waiting list မှာပဲထားခြင်းပါတယ်လို့ပြောခြင်းပါတယ်ကျွန်တော်မြင်ချင်တာ away အဟိုမနေ့ကဆိုလင်းပြန်တော့နောက်ကျသွားအောင်เนาะကျွန်တော်မလင်းပြန်အဲအောင်အဆိုရင် away ရလာတာမဟုတ်လို့လိုအပ်ချက်တွေရှိလဲကျွန်တော်တို့ကတင်ပေးရမယ်ဆိုတဲ့သဘောလားရှင်မဟုတ် by break လာတင်တတ်သေးတယ်ဆိုတော့လဲဒါ technique ပေါ့เนาะမှန်တိုင်းပြောရင်ဒီ English ချင်းတရုတ်ချင်းအကုန်လုံးတချင်းတွေအားလုံးကိုကျွန်တော် Okay 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 ဟုတ်ပြီဟုတ်ပြီခန်းစားချက်ကိုလည်းသဘောပေါက်ပါတယ် away ကနေလာခဲ့ရတာဆိုတော့လေအကောင်းဆုံးတော့ရင်ဆိုင်ပြီးတော့စဉ်းစားပါမယ်လို့ တနိုင်ခွဲကလေးဆောင်းတယ်ကျွန်တော်ကတော့โอเคကျွန်တော်ဆန်းနိုင်ခွဲတနိုင်ကနေချိုးပြီးဆောင်းနေရခဲ့ပါအခုအခုမာစတာကဒိုင်မခင်ရတနာဆိုနေဒီတချင်းလာပြိုင်နေကချင်တိုင်းသားလေးမြစ်ကြီးနားမြို့ပါဗောနော်ကချင်တိုင်းသားလေးနဲ့ဒါစကားများပွဲဆူသွားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ဒီနေ့ပြသပေးတော့မှာဖြစ်ပါတယ် ဖြစ်ပုံကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီလာပြီးတော့ပြိုင်နေအဲပြိုင်ပွဲဝင်လေးနဲ့မခင်ရတာဆိုလို့ကိုအောင်ကိုနဲ့ဒါစကားများကြတဲ့အဆင့်ကိုဖြစ်သွားတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့အဒီကချင်တိုင်းတက်လေးကသူလာပြီးတော့ပြိုင်နေနေရဝီးတွေသူ့ကိုဒါဘယ်လိုပြောမလဲထည့်သွင်းစဉ်းစားပြဖို့ပြောတယ်ဒါပေမဲ့လည်းမခင်ရနာဆိုလို့ကိုအောင်ကိုတို့ကကြာတော့ waiting list ထဲမှာထည့်မယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးကြားမှာ ဒီသူမျှော်မှန်းထားတယ်လို့မဖြစ်တဲ့တက်ဟိုဟာဘယ်လိုပြောမလဲပြန်ပွဲဝင်လေးနဲ့ဒီဒိုင်နင်းနဲ့ပေါ့နော်စကားကတော့ကစားများတဲ့ပွဲဖြစ်သွားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တစ်ချက်အတူတူကြည့်လိုက်ကြအောင်ဗျာနော်ငွေပြောရှင်ရဲကမင်္ဂလာပါအာပါတိုင်းရင်းသားစကားဟုတ်ကဲ့ကျွန်တော်ကချင်ဖြစ်ပါတယ်ကချင်ဟုတ်ကဲ့ဩမစ္စတာလိုခေါ်ပါတယ်အာတင်ပြအောင်နော်ဟာကျေးဇူးပါစာကျေးဇူးတင်ပါတယ်လားဟုတ်ကဲ့ဟာ ဆိုးမဆိုးနိုင်ဖက်ကနိုင်ဖက်ကဆိုရအိုင်ရဲရဲဆိုရအိုင်အဲဘာဘာမသိဟိုငေးတီငေးတယ်ဒါပေမဲ့ရမ်းပြောတာတလုံးမှောင်ပါနော်ဟုတ်ကဲ့ဟာဟာအဲနမလေးကျွန်တော်တော့မရှယ်လို့ခေါ်ပါတယ်ဟာမရှယ်အသက်ကျွန်တော်အသက်က26ပေါ့နော်ပဲလာပြိုင်လေကျွန်တော်မြချင်းနာနေပေါ့တကူတကလာပြိုင်ခဲ့ရပါတကူတကလာပြိုင်ခဲ့တာဟုတ်ကဲ့ဘာချင်းလေးနဲ့ပြိုင်မလဲကျွန်တော်ချင်းနေဖို့အတည်ရတဲ့ချင်းနေပေါ့နော် ဖြစ်နိုင်တော့ကျွန်တော်ကပီယနိုနဲ့ကျွန်တော် instrument နဲ့ကျွန်တော်လို့တွဲချင်တယ် vocal only လို့ဟိုတောင်းဆိုလို့လေကျွန်တော်က vocal only နဲ့ကျွန်တော်ဖြည်းဖြည်းချင်ပါတယ် Okay only နဲ့ပဲဆိုရမှာပါတောင်းဆိုရင်တော့ဆိုရပါမယ် so, so you know so, yeah, Okay ပါကျေးဇူးတင်ပါ And it else on a crossroad trying to figure it out where to go it's like we're stuck on a trail running in the same place you guys are hustling like, oh, now. Hoping that somebody will slow down. Pray for a miracle. Who show your grace? Had a couple of dollars and a quarter ton of gas. A long journey ahead. Send a trip over. ဆိုတော့ကျွန်တော်တို့တချင်းလေးကိုတော့ကျွန်တော်တို့အဆုံးထိနားမထောင်တော့ဘူးကျွန်တော်တို့ဒိုင်းနေဆုံးဖြတ်တဲ့ပွဲဖြစ်တဲ့နေရာလေးကိုပဲကျွန်တော်တို့အထူးကသွားပြီးတော့ကြည့်လိုက်ကြရအောင်ဗျာနော်အဲတို့တွေဘယ်လိုမျိုးကရောက်ကစားဖြစ်လဲဘယ်လိုမျိုးစကားများလာကြလဲဆိုတာပေါ့နော်တစ်ချက်သွားပြီးတော့ရှိုးကြမယ်အဲဒီပွဲမှာဘယ်သူမှလဲဘယ်သူမှလဲဆိုတာတော့ပရိသတ်ကြီးအရောက်တရာရဲ့ အဖြစ်ယူပဲကျွန်တော်တို့ခွန်မတ်မှာကြည်ပါမယ်ဆိုတော့ကျွန်တော်တို့အချက်ပွဲလေးရောက်ကိုသွားကြည့်လိုက်ကြရအောင်နော်ဒီအင်္ဂလိပ်တခြင်းမှာတော့ခုနပထမတခြင်းတော့ဟိုတော့အမေရအောင်ပေါ့နော်အဲ့လိုဖြစ်တယ်ဒါမှမဟုတ်တခြားစဉ်းစားလိုက်တဲ့ထဲတော့ထည့်ထားပေးပါမယ်ဘာလို့လဲဆိုကျွန်တော်မဖြုတ်လည်းမဖြုတ်ပါဘူးဘာလို့လဲဖြစ်ဖြစ်ပါဒါပြန်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ကြတော့ဒီရှေ့ရသူတွေကိုလည်းငှဲ့ပြီးတော့မှယူရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ waiting list မှာပဲထားခြင်းပါတယ်လို့ပြောခြင်းပါတယ် ျွန်တော်မြချင်းနာဝေးအဟိုမနေ့ကဆိုလင်းပြန်တော့နောက်ကျသွားအောင်เนาะကျွန်တော်မလင်းပြန်အဲအောင်အဆိုရင်အဝေးရလာတာမဟုတ်လို့လိုအပ်ချက်တွေရှိလဲကျွန်တော်တို့ကတင်ပေးရမယ်ဆိုတဲ့သဘောလားရှင်မဟုတ်ဆနာလဲကျွန်တော် fiber break ကတင်တက်ထည့်ရပါတော့ဒါဒါပေမဲ့အာကျွန်မကအကြံပြုတ်ပေးရမယ့်သူဆိုတော့အကြံပြုတ်ပေးမယ်เนาะ fiber break ကအဲတည်တတ်ရမယ် အဲကိုကိုတိုင်း record လုပ်ပြီးပြန်နှားထောင်ကြည့်ပေါ့နော်အခုဒီနေ့ဆိုว่าလည်းမကောင်းမို့ကောင်းတယ်ဒါပေမဲ့အကွန်လေးတွေအဲပီအောင်မလုံနိုင်တာလေးရှိတယ်ဒါကျမပြောပြလို့ကျမမုန်းချင်လဲမုန်းလို့ရတယ်ကောင်းဖို့အတွက်ကျမပြောပြတာနော် vibe break လောက်တာတွေကလည်းကျမနားထဲမှာတော့တော်တော်လိုအပ်နေသေးတယ်ရှင်အကြီးအကြီးအမတွေလည်းကျွန်တော် respect ရှိပြီးသားပါကျွန်တော် a chance တစ်ခုလောက်ပေးခိုင်းစီရှင်မလို့ကျွန်တော် vibe break ကိုတင်တဲ့ထည့်ပြီးဆိုတာပါနော်အဲ့ဒါတချင်ကတော့ပြန်ထားအပုတ်တရားမကအများကြီးကျွန်တော် ဆက်လုပ်ထားပါတယ်เนาะဒီချင်းမဲမို့ထိုင်းနေချင်းရောအခုပြောချင်တာကျွန်တော်အကောင်းဆုံးပြင်ဆင်တဲ့ဥစ္စာလဲโอเคကျွန်မပြောတာခဏလောက်နားထောင်เนาะကြံပြန်တွေ့ရလဲမဟုတ်ဘူးဒီမှာပြန်ဝင်နေအများကြီးရှိကြတယ်အဝေးရလာတာနားလဲဒီမှာတချို့ဆိုနီးနီးလေးကလာရတယ်ဆိုပေမဲ့တို့ရဲ့အဲတချို့ဆိုရင်တစီမောင်းတာချို့ဆိုရင်စိတ်ယုံစင်းတာတို့ရဲ့နေစားကားတွေဖြတ်ပြီးလာတာရှိတယ်။နီးတယ်ဆိုရင်မဲ့တို့ရဲ့အခက်ခဲတွေကတယောက်တယောက်အခက်ခဲချင်းမတူကြဘူး။ ဘဝချင်းနေမတူကြအောင်မင်းကြီးနားတွေလာတာနားလေတယ်ကျမလည်းဒါပေမဲ့ဟိုနောက်တစ်ဆင့်ဟိုအားဆိုလို့ရှင် okay အဲဒီ so since i've been kind to jesus ဟုတ်ဟုတ်ဒီ video clip တင်တဲ့အခါမှာပရိသတ်တွေကိုထပ်ပြီးဆုံးဖြတ်ခိုင်းကြည့်မယ်ဆိုရင်ရောအကျွန်တော်ဂျင်းနေပါတယ် okay ကျွန်တော်မန်တိုင်းပြောရရင်အင်္ဂလိပ်ချင်းတရုတ်ချင်းအကုန်လုံးချင်းနေအားလုံးကိုကျွန်တော် okay 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 ဟုတ်ပြီဟုတ်ပြီအခုပြန်ဝင်ဆိုထားတဲ့နှစ်ပုတ်စလုံးကိုနှစ်ပုတ်မဟုတ်ဒီနောက်တစ်ပုတ်ကိုပေါ့နော်ဒီ တရှင်အီးဆောင်လေးကိုပေါ့နော်အဲ Facebook မှာတင်လိုက်ပါမယ်အဲကြောင့်ပရိသတ်တွေဆုံးဖြတ်ပေးတဲ့အတန်ကိုအဲပြောတဲ့ဥစ္စာကနေနောက်တစ်ဆင့်ကိုတက်လိုက်ပါနော်ပရိသတ်တွေကတက်လိုက်ပါတက်လိုက်ပါဆိုလို့ရှိရင်တက်လိုက်ပါအဲကြောင့်ကျမတို့ပြန်ဆက်သွယ်ပါမယ်နော်ကဲကျွန်တော်လက်ရှင်ကတော့တရားမကဆရာတို့ပြင်ဆင်ထားပေးပါတယ်လို့နားလည်ပါတယ်ပြိုင်မဝင်ရခန်းစားချက်ကိုလည်းသဘောပေါက်ပါတယ်အဝေးကနေလာခဲ့ရတာဆိုတော့လေဟုတ်ကဲ့အကောင်းဆုံးတော့ပြင်ဆင်ပြီးတော့စဉ်းစားပါမယ်လို့ကျွန်တော်တနားခွဲကလေးဆောင်းတယ်ကျွန်တော်ကတော့ ကဲကျွန်တော်စနေကတနေ့ကနေချိုးပြဆောင်နေရခဲ့ပါကျွန်တော်အခုအခုကလည်းဟိုအဆုံးစွန်ဒီပြောတာမဟုတ်လေကျွန်တော်တို့ကြာဖြုတ်လိုက်တယ်လို့မပြောဘူးသိရမလားမဖြုတ်ဘူးစဉ်းစားမဲ့အထဲကိုထည့်ထားရဆိုကြပြိဿအပင်းမှုရရင်တော့ဆက်သွားရမယ်တဘောပဲအဓိကကဟုတ်ကဲဆိုရင်ကျွန်တော် welcome ပါ break ကလည်းတင်တက်ထည့်တယ်ဆိုတော့လေဒါ technique ပေါ့နော်အဲ့လိုလဲကျွန်တော်ပြောစစ်ဒီနေ့မ request ပြောပြချင်တယ်မနော်ချပြချင်တယ်ပါအကောင်းဆုံးလုပ်ပေးချင်ပါတယ်နော် အကျေစွဲတော့ဘယ်လိုတော့ပြောရမလဲဆိုတော့ဒီကချင်တိုင်းသားလေးကလည်းသူလာတာမြေကြီးနာဝေးတာဖြစ်တဲ့အတွက်သူ့ကိုဒါထည့်သွင်းစဉ်းစားပေးဖို့ပြောရပေါ့နော်။ဒိုင်းနီယာလည်းဒါသူ့ကိုဖြုတ်တာမဟုတ်ဘူး။ waiting list ထဲစောင့်ကြည့်နေမယ့်အထဲကိုဒါထည့်ထားတယ်လို့ပြောတယ်ပေါ့နော်။အဲအဲ့ဒါကိုဒါကျွန်တော်တို့ဘယ်လိုပြောမလဲ။ပြိုင်ပွဲဝင်လေးက ဘယ်လိုပြောမလဲသူဒီအဖြေကို तू မကြိုက်တဲ့အတွက်ပေါ့နော်နည်းနည်းလေးဒါဘယ်လိုပြောမလဲ complaint တက်တဲ့အနေအထားပေါ့နော်အဲ့ဒီမှာပွဲလို့ရဲ့မိခင် marketing ယတနာဆိုးနဲ့တွားပြီးတော့တွေ့တော့အခုလိုမျိုးပွဲလေးဖြစ်သွားတာပေါ့ဗျာဆိုတော့ဒီ video နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒိုင်းဒီဘက် ကပဲမှန်လားအလာပြီးတော့တီဆူပြိုင်ပွဲဝင်တဲ့ဘက်ကပဲမှန်လားဆိုတာကိုတော့အဲကျွန်တော်ရဲ့ဒီ comment မှာကျွန်တော်ရဲ့အကိုရီမာတွေရေးထားခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်ကဲအားလုံးပဲနောက်ဗီဒီယိုကြမှာတွေ့မယ်နော်အားလုံးပဲဘိုင်ဘိုင်